အစီအမံလို့သွားတုံးတဲ့ခါကျတော့သူကပေါ်ပြက်သွားတယ်။နော်အစီအမံဆိုတာဥပဒေဝါတာမဟုတ်ဘူး။အဲတော့ဟိုပြောဝဲစားထွက်မယ်အစီအစဉ်လုပ်ကြအောင်။အာပါတီတစ်ခုလုပ်မယ်အစီအစဉ်လုပ်ကြအောင်။ဟာလားအခမ်းအနားတစ်ခုလုပ်မယ်ဟိုအဲ့လိုပေါ့။သူကတိတ်ပြီးတော့ရေးမပါလာတဲ့ကိစ္စတွေမှာဟိုတုံးကြတဲ့တာမန်ရတားစကလုံးမယ်။ အဲ့ဒါမတုံးနေဘူးမင်္ဂလာပါဆရာဦးအောင်တို့ခင်ဗျာမင်္ဂလာပါဗျာဟုတ်ကဲ့ကျွန်တော်တို့ဒီအင်တာဗျူးတွေ့ဆုံမင်းမြန်ကံမှာတော့အဓိကမေးချင်တာကသကိုင်းဖက်ဒရယ်ယူနစ်ဂျာကာလာဖွဲ့စည်းပုံအခြေခံမှုတွေပေါ့လေဒီသကိုင်းဖက်ဒရယ်ယူနစ်ဒါဂျာဂျာကာလာဖွဲ့စည်းပုံအခြေခံမှုတွေကိုပြီးခဲ့တဲ့ဇန်နဝါရီ25ရက်နေ့ကဒါဒီသကိုင်းယူနစ်လွှတ်တော်အနေနဲ့အတီးပြုလိုက်ပြီပေါ့အခုဆိုရင်၃လကျော်ဒေးလာနေပါ တည်တော့တယ်ပေါ့လေဒါပြီးတော့ဒီအစိုးရတရပေါ်လာဖို့တို့တို့စူးစမ်းနေရတယ်လေဖွဲ့စည်းဖို့စူးစမ်းနေရတယ်လေတွေ့ရတယ်ဆိုတော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့အဓိကဆင်းရဲနေတာပေါ့ဒီဥပဒေကိုမတွားခင်မှာအခုဆိုရင်ဒါမြန်မာဒေသလိုပဲခေါ်ခေါ်ဒီဗမာဒေသလိုပဲခေါ်ခေါ်လေဒီဖက်ဒရယ်ဆိုတာကိုတော်တော်များများပြောလာကြတိုင်းမဲ့လူလူကဒီပေါ်နားလည်သိရှိမှုတွေကအားနည်းနေတည်တယ်ဆိုပြီးတော့ဒေတာတွင်းတော်လိုင်းအင်အားစုတွေကပြောရရင်လည်းကြားရပါတယ် အဲ့လိုဆိုတော့ဒီ border federalism ဆိုတာကိုဒါနိုင်ငံရေးအားစုတွေကြာမှာခုတလို့လဲခေစားလာတဲ့အဲ့ဒီအတွက်လဲပို့ဒီတာနဲ့ကိုဒါကိုအတိုင်းဒေတာကြီးတွေကလုံဆောင်လာတာကိုတွေ့ရတယ်ဆိုတော့ဒီရင်းဆုံးတည်ချင်တာဒီဒီဥစ္စာရဲ့အခြေခံအကြအဆုံးအပိုင်းဖြစ်တဲ့ border ပေါ့လေ border ဆိုတာပါလေဘသူတွေက border လဲဆိုတော့ကြာရင်းဆုံးရှင်းပြအောင်ပြဟုတ်ကဲ့ရပါအောင်ဆုံးကကိုတက်ဖြိုးပြောသလို ဟိုဇဂိုင်းဖက်ဒရယ်ယူနစ်ကနေပြီးတော့ဂျာကာလာဖွဲ့စည်းပုံအခြေခံဥပဒေပေါ်လာဖို့ကြိုးစားတဲ့အဲကြိုးစားမှုတော့အတိအမှန်ပြုတယ်တံပိုးထားတယ်ဒါအရေးကြီးအရေးကြီးတယ်အဲနောက်တစ်ခါဂျာကာလာဖွဲ့စည်းဥပဒေပေါ်ဖွဲ့စည်းပုံအခြေခံဥပဒေလိုတုံးပြီးတော့ constitution အနေနဲ့ထုတ်ဖို့ကြိုးစားတာတိတ်ကောင်းတယ်လေအဲ့တော့ကျွန်တော်တို့ရင်တိမတ် ြုရစီပြီးတော့မှဖက်ဒရယ်နဲ့ပတ်သက်လို့ကိုတဖြိုးရဲ့မိကုံကိုဖြေရမယ်ဆိုရင်ဒီခဏိကာလမှာပေါ်လာနိုင်တဲ့ပြည်နယ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွေအကုန်လုံးဟာပြည်တော်စုနိုင်ငံတော်ဝန်လုံးကိုလွှမ်းခြုံတဲ့ဖက်ဒရယ်အခြေခံကနေပြမဝဥစွာစဉ်းစားဖို့လိုပါတယ် ဲ့တော့ bottom up federalism ဆိုတာဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံဖွဲ့စည်းမှုအခြေခံကိုပြောတာပြည်ထောင်စုကိုဒီနယ်တွေနဲ့ဖွဲ့ကြမယ်ပြည်နယ်တွေကအောက်ခြေပေါ်တွင်ဖြစ်တယ်ဆိုလိုချင်တာကဒီနေရာမှာ bottom up ဆိုတာကပြည်ထောင်စုနိုင်ငံသားတူးကြီးတူးချင်းစီရဲ့ ဟိုဆန္ဒမဲကိုအခြေခံပြီးတော့ရွေးချယ်တင်မြှောက်ကြမယ်ဆိုတာမျိုးမဟုတ်ဘူး။ဘာလို့ပြောချင်တာလဲ Federal ပြည်ထောင်စုဖွဲ့စည်းပုံကိုပြောချင်တာ။အဲ့တော့ပြည်ထောင်စုဖွဲ့စည်းရမှာပါဝင်တဲ့ unit တွေအတိအကျဆိုရင်ပြည်နယ်တွေဟာ bottom ဖြစ်တယ်။အဲ့ဒီ bottom ကလာတဲ့တနည်းအားဖြင့်ပြည်နယ်ကိုကိုစားပြုပြီးရွေးချယ်စီလို့ လိုက်တဲ့ကိုယ်စားလှယ်တွေနဲ့ဖက်ဒရယ်အဆင့်မှာရှိတဲ့ဥပဒေပြည်ဥချိုရေးတရားစီမန္တန်ကြီး၃ရောက်ကိုဖွဲ့စည်းရမယ်။ဒါကိုဆိုလိုတာဖြစ်ပါတယ်။ဟုတ်ကဲ့ဆရာဒီနေရာမှာတစ်ချက်မေးချင်တာဒီဒီစကားရုံနဲ့ဥပဒေဒါမူကျမ်းတွေရေးဆဲတော့ကြာတာရွေးချယ်ရေးကော်မတီရှိတယ်ခွန်လေးဒီကော်ကော်မရှင်တွေဒါဖွဲ့ကြတယ်အဲ့မှာဆိုရင်ဒီရေးဆွဲဖို့အတွက်အားလုံးပါဝင်ရေးဆိုတဲ့ဟာလည်း တစ်ချက်ပေါ့လေအဲ့မှာအငင်းခုံတွေဖြစ်ကြတယ်ဘယ်သူကတော့မပါဘူးဘယ်ဖွဲ့ကတော့မပါဘူးဆိုတော့အငင်းခုံတွေလည်းကျွန်တော်တို့ကြားခဲ့ရတယ်လေဒါပေမဲ့အခုကတော့အဲ့အငင်းခုံတွေရှားနေရရှားရဲကနေပဲဒီဂျူနီဥတွေပေါ်လာတယ်ဆိုတော့ဒီအားလုံးပါဝင်ရေးလို့တချို့ကဒီအင်းပြလည်းရှိတယ်ဆိုတော့အဲ့ဥစားလေးကိုလည်းတစ်ချက်ပြောပါအောင်ဟိုဒီလိုကအားလုံးပါဝင်ရေးဆိုတာဟိုလက်တွေ့မှာဖြစ်နေတာ ဒီစကလုံးနဲ့အယူဆဘေးရလာနေဆိုတော့ဟိုတနင်္ဂနွေလို့ပြကတ်တက်ခိုင်းမှုရစေစာချုပ်ကနေလာတယ်။အားလုံးပါဝင်ရေး inclusive ပေါ့ all inclusive လို့သုံးတယ်။ဒီဥစားအယူဆရဟိုကလွဲနေတာ။ဒီမိုစီမှာအားလုံးပါဝင်ပါဝင်ရေးဘရော့ဘရော့မှမဖြစ်နိုင်ဘူး။တိတ်ကိုရှားတယ် အဲ့တော့ NC process ကိုတွားတဲ့ခါကျတော့အဲတနိုင်ငံလုံးပြစ်ကတ်တဲ့ခက်မှုရစီစာရုပ်အဲလုပ်ငန်းစဉ်ကိုတွားတဲ့ခါကျတော့အားလုံးပါဝင်ရေးလို့ကြေကျော်ပြီးတော့မှ CEO စုကစစ်တပ်ကစစ်ကောင်းဆောင်တွေကသူတို့ကြိုက်တဲ့ ceasefire အဖွဲ့ကိုထည့်ပေးလိုက်တယ်အဲ့တော့ဟိုလည်းနေချတဲ့အဖွဲ့တွေရောအဲ့ဒါအဖွဲ့လူမြေကမတအဖွဲ့တွေရောအဖွဲ့ပေါင်းစုံနဲ့လက်နက်ကင်တပ်ဖွဲ့ပေါင်းစုံ အစစ်တပ်နဲ့အစဉ်ပြေတဲ့ဟိုတဘုံဟောင်းတဘုံတိဟိုအဖွဲ့ငယ်လေးအကုန်လုံးကိုကောင်းစင်မျိုးတက်ပြီးတော့ထဲလိုက်တယ်ပြီးတော့အဖွဲ့လေးတွေကစစ်တပ်လူချင်းလိုင်းကိုဟို NC process မှာအကြီးအကျယ်ဆွေးနွေးပေးကြတာပေါ့ဒါကြောင့်အားလုံးပါဝင်ရေးနဲ့ constitution ကိုတွားလို့မရဘူးဘာလို့အဓိကတွားရမှာလဲ constitution ဆိုလို့ရှိရင်တော့ Federal Constitution ဟာ Federal ဖွဲ့စည်းပုံချုပ်ဝင်ခြေခံဥပဒေဟာပြည်နယ်ရေးနဲ့ပဲဖွဲ့စည်းရမှာဖြစ်ဖြစ်တာကြောင့်မလို့ပြည်နယ်ရေးရဲ့အခန်းကဏ္ဍပြည်နယ်တွင်းမှာရှိတဲ့လူမှုရေးရဲ့အခန်းကဏ္ဍဟောပြည်နယ်တစ်ခုချင်းစီမှာရှိတဲ့အခန်းကဏ္ဍပြီးတော့ပြည်နယ်ရေးအားလုံးရဲ့အခန်းကဏ္ဍဆိုတော့ဒီဟာကိုအဓိကသွားမှာအားလုံးဆိုပြီးတော့မှကိုကြိုက်တဲ့အဓိပ္ပာယ်ဖွင့်ကိုကြိုက်တဲ့အဖွဲ့အစည်းတွေတင်ပြီးကိုမကြိုက်တဲ့အဖွဲ့အစည်းတွေဘေးချမ်းသာဒီလိုလုပ်လို့မရပါဘူး ဟုတ်ကဲ့ဆရာဒီလက်ရှိမြေပြင်ကင်းကျဲမှာဆိုရင်ဒါ border plus releasing ကိုတွားနေတဲ့ပုံစံတုံးမျိုးတွေ့ရတယ်လေဒါအညာဒေတာသတိုင်းမွေမန္တလေးအပောင်းဝင်ရန်ကုန်တို့ပဲခိုးလိုပါလေဒီမူချမ်းတွေတချို့ကတော့ဥပဒေဥပဒေပေါ့လေခြားကလာဥပဒေ unit ဥပဒေတချို့ကတော့အစီအမံဆိုပြီးတော့ဒါမျိုးမျိုးရှိတယ်ပေါ့ဒါဒီတိုင်းဒေတာကြီးတွေတွားနေတဲ့ border federalism တစ်ခုပေါ့လေဒါ ဒီ NUG NUCC CRP NLD ဒါချင်းညီနောင်စတဲ့အဖွဲ့တွေကလည်း border up virtual living ကိုတွားမယ်ဆိုပြီးအခုနှစ်နှစ်ဆန်းဒါ P5 တို့ကပို့တွဲထုတ်ပြန်ထားတာတွေ့ရတယ်ဒါတစ်ခုပေါ့လေဒါရောဆိုနှစ်ခုဒီအဲ့ဒီ February လထဲမှာပြအတိုင်းအစားအဖွဲ့ကိုယ်ဘက်ကလည်းဒီ border up virtual living ကိုဒါထုတ်ပြန်လာတာတွေ့ရတယ်ဆိုတော့ဒီဒီတော့ခုမှဒီ border up ကိုတွားကျင်တဲ့ပုံစံချင်းကသူရဲ့သူ့ကလာပေါ့လေဘယ်လိုပြောပြချမ်းသာမှုတွေတွေ့ရလဲဆရာ ကောင်းပါပြီကောင်းတယ်မေးပါမယ်ပရောဆုံးတစ်ခုကတော့ဟိုအဲဘော်တုံကိုပြည်နေရီအခြေခံစဉ်းစားဖို့လို့ထပ်ပြောပြစီအဲ့တော့ပြည်နေရီအခြေခံစဉ်းစားမယ်ဆိုရင်ပြည်နေတစ်ခုလုံးကိုလွှမ်းခြုံတဲ့နိုင်ငံရေးအရာစုဖြစ်ဖို့လိုပါတယ်အဲ့တော့မလွှမ်းခြုံသေးရင်လွှမ်းခြုံကြိုးစားဖို့လိုတယ် ဘာဆိုပြည်နယ်တွင်းမှာရှိတဲ့နိုင်ငံအင်အားစုလူထုတွေအားလုံးကိုလွှမ်းတကယ်အများစုကြီးဖို့ပေါ့လေလွှမ်းခြုံတဲ့နိုင်ငံအင်အားစုတွေကပြည်နယ်ကိုစားပြုတက်လာဖို့လိုတယ်အဲ့ဒီဘက်ကပြောမယ်ဆိုရင်ဟိုဘော်တုံဘက်ကနေပြီးတော့မှအားနည်းချက်တွေရှိနေသေးတယ်လို့ပြောမှာဖြစ်တယ်ဒါပေမဲ့အနှစ်သာရဘက်ကိုပြောတဲ့အခါကျတော့ဟိုဘော်တုံကိုအောက်ခြေကိုစဉ်းစားတဲ့နေရာမှာတော့ ူညီရသဘောရှိတယ်။ဆရူတာကပြည်တော်စုဖွဲ့စည်းရမှာပေါ့နဲ့ပြည်နယ်ရေးကအဓိကအဖြစ်အချုပ်ချာနာပိုင်တယ်။ provincial sovereignty ပြည်နယ်တွေကအဓိကအဖြစ်အချုပ်ချာနာပိုင်တယ်ဆိုတဲ့အပေါ်မှာတော့ဖြစ်ရင်တူညီကြတဲ့သဘောရှိတယ်။ Federal Democracy ပြည်ရင်မှာလည်းအတိအကျထည့်သွင်းထားတယ်လက်တွေ့ရတော့ဘာကြောင့်အကောင့်တဲမဖို့သေးတယ်တော့မသိဘူးပေါ့ဗျာ အဲ့တော့အဲ့ဒါမျိုးတရကပြောမယ်ဆိုရင်တော့ဆွစ်ဇာလန်နိုင်ငံဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်တုံးမှာ provincial sovereignty ပြည်နယ်တွေကအဓိကအပြင်အချုပ်အခြာအနာပိုင်နဲ့ပြည်ထန်းချက်ကိုရေးထားတယ်သူတို့ရှိမှာပြည်နယ်ယူကန်တုံစုခေါ်တာပေါ့ပုံမှန်တုံးကဘာဆိုလဲဆိုတော့ကန်တုံစာ sovereign to the extent that sovereignty is limited by the federal constitution ဆိုလိုချင်တာ federal ဖွဲ့စည်းပုံအခြေခံဥပဒေကသတ်မှတ်ထားတဲ့အချက်ကလွဲရင်ကန်တုံပြည်နယ်တွေဟာအချုပ်အခြာနာပိုင်တယ်ဒါဆွေဇလမန်ကြတော့ပြန်လည်ထားရင်မဟုတ်လက်တွေ့ကိုကျင့်သုံးတယ်အဲ့တော့ဒီအခြေခံပေါ်မှာတော့ဖြစ်ရင်ခုနကိုထက်ဖြိုးမေးတဲ့အင်အားစုတွေကတူရတယ်လို့ဆရာနားလဲပါတယ် โอเคနောက်တစ်ခုကဒါစကိုင်းမှာဆိုရင်ဒါအန်ဂျီဖွဲ့ပေးတဲ့ဘာသုံးလုံးရန်တရားရှိရောအေးဒီအတိုင်းကံလုံးမှာဆိုရင်စကိုင်းတိုင်းကအများဆုံးဖွဲ့စည်းနိုင်တဲ့ဒေတာလေးဖြစ်တယ်ပြီးတော့ဒေါ်လာရေးအအကောင်ဆုံးဒေတာလို့လည်းပြောကြတာပေါ့လေဒီဘာသုံးလုံးကိုခြားတာရဲ့အစိပ်ပိုင်းနဲ့ဒီလုပ်ငန်းလမ်းညွှန်တဲ့လုပ်ငန်းလမ်းညွှန်ရေးဆွဲပြီးတော့ဒါအုပ်ချုပ်နေတာဆိုပြီးတော့လည်းဝန်ကြီးကပြောထားတာရှိတယ်ဒီဘာသုံးလုံးတွေကဒီလက်ရှိမှာမြေပြင်မှာဒီ ခြေနေရအဆင်မပြေတာတွေလည်းဖြစ်လာတယ်ဆရာတွေလည်းကြားကြားရမြင်ရတာတွေလည်းရှိကောင်းရှိမှာပေါ့လေဒီဒီနယ်အစိုးရပုံစံဘုံဒီနယ်ဒေတန္တရဘုံပုံစံဖြစ်တယ်သူတို့ကလူလူနဲ့အများဆုံးထိတွေ့ရတဲ့ရန်တရားသုံးခုလည်းဖြစ်တယ်ဒီအောက်ခြေမှာပြဿနာတွေဖြစ်လာတဲ့အခါဒါဘဝကိုတန်ကြားတန်ကြားပြင်မဲ့လေဒီကြားထဲမှာအာနာလီဟာနေကြီးကဟိုအကြီးဖြစ်နေတာပေါ့လေဒီ ြေတနာတစ်ခုတန်ကြားလိုက်တဲ့အခါမှာချက်ချင်းမရောက်တာဒါမှမဟုတ်ဖြည့်ရှင်းဖို့ကြံ့ကြာတာအောက်ချင်မှာပြေတနာအဲ့ပြေတနာတွေမဟုတ်ဘဲနဲ့ထက်ဆင်းပြေတနာတွေဖြစ်တာအစ်စ်တွေထက်ထက်ဖြစ်တာပြေတနာကိုပြေတနာထက်ဆင်းလာတာတွေလည်းတွေ့ရတယ်ပေါ့လေအဲ့လိုဆိုတော့ဖြည့်စင်ကိုဖြည့်ရှင်းဖို့အတွက်တောင်းနေတယ်ဒီပြေတနာရဲ့ရင်းမြစ်တွေကိုလိုက်ဖို့တောင်းမနေမလွယ်တဲ့အချိန်တွေလည်းတွေ့ရတယ်ဆိုတော့လေပြီးတော့ဒီဝင်ကြီးတွေနဲ့ဒေါ်လာအင်အားစုတွေတွေ့ဆုံတာတွေလည်းဇွမ်းအနေတွေ့ဆုံတာတွေလည်းရှိတယ်။ဒါပေမဲ့ဝင်ကြီးတချို့ ဒါတို့ပြောကျင်တာတွေပြောဆိုပြီးတော့ဒါထွက်သွားတာကြီးလည်းရှိတယ်ဆိုပြီးတော့ဒါတော်လည်းအင်အားစုတွေခဲရတယ်ကြားရတာကြီးလည်းရှိတယ်နိဗ္ဗာန်အဲ့လိုတွေဖြစ်နေတော့ဒီမဖြစ်တော့ဘူးဆိုပြီးတော့ဒါသခိုင်းတော်လည်းအင်အားစုတွေကသခိုင်းအစိုးရတည်းပေါ်လာမှဖြစ်မယ်ဆိုတဲ့ပုံစံမျိုးလက်ခံလာကြတယ်အဲ့လိုဆိုတော့အဲ့ဒီပုံမှာဒီဆရာတွေနဲ့ဆွေးနွေးပေးစီဆိုတယ်လေဘာလို့လိုအပ်မလဲဘယ်လိုတွေဖြစ်တယ်ဆိုတာပေါ့ဟုတ်ပါပြီ အဲ့တော့ခုနပြည်ရေးဝင်ကြီးတုံးသွားတဲ့ဟိုချာတာဆိုတာကိုမြန်မာလူသူ့ငွေရင်းကိုပဲတုံးကြအောင်နော်ဆိုလိုဆိုလိုဂျနာကအင်္ဂလိပ်စကားမတတ်တဲ့လယ်သမားကြီးရာစာနားထောင်ရင်ရှင်းသွားအောင်လို့ပါအဲ့တော့မြန်မာစာမူရင်းက Federal Democracy ဘိရင်အဲ့ဒါပဲတုံးကြအောင်ပါအဲ့ဒီ NUG လည်း သူတက်နေများဂျိုးပန်လှုပ်ဆောင်နေတယ်ဆိုတော့အခြေခံအဖြစ်အတိမပြုပါတယ်ဒါပေမဲ့ဒီ Federal Democracy Brain ကိုကိုးကားသုံးသွားတဲ့ခါကျတော့ Brain မှာကိုးကားပြဿနာရှိနေတယ်လို့ဆရာတော်ပြောခြင်းအဲ့ဒါပါလဲဆိုတော့ Federal Democracy Brain ရဲ့မုံနှစ်ခုလုံးမှာကိုပဲခုန ဟို provincial sovereignty လို့ခေါ်တဲ့ပြည်နယ်တွေကအချုပ်အခြာနာပိုင်နေပြည်နယ်တွေမှာရှိတဲ့လူလူတွေကအချုပ်အခြာနာပိုင်နေဆိုတော့ concept ကိုအတိအလင်းပြတတ်တာဒါအစိပိုင်းတက်မှာဖြစ်တယ်။ဒါပေမဲ့အစိပိုင်းနှစ်ကြတော့အဲ့ဒီ concept နဲ့ဆန့်ကျင်သွားတယ်။ဒါ NUG က ဟိုတောင်ရှိရပုံကိုယ်ကြီးပြန်ကြည့်စေခြင်းပါတယ်ဒါကဟိုဗြင်ញင်ပဲဖြစ်တယ်ဥပဒေမဟုတ်တဲ့အတွက် constitution မဟုတ်တဲ့အတွက်အဲဆိုပြီးတော့ခပ်ပေါ်ပေါ်ဟိုထားတာမျိုးလို့သုံးသက်ခိုင်းမကောင်းပါဘူးအဲ့တော့အတိအကျပြောပါမယ်။အဲ့တော့အရှိန်ဖိုင်းနှစ်မှာဗာပြန်ထားရဲဆိုတော့အခန်းရှင်းမှာ ီနေဖယ်ရယ်ယူနီများ၏အုပ်ချုပ်ရေးဥပဒေပြူရေးနှင့်တရားစီရေးအပိုင်50နှင့်ဤပရိယင်ပါဖယ်ရယ်တိဆောင်းမှုအခြေခံဖြင့်ပြည်နယ်ဖယ်ရယ်ယူနီများ၏ကိုယ်ပိုင်ပြည်နှံ့ဝင်ရာတက်ဆိုင်ရာပြည်နယ်ဖယ်ရယ်ယူနီများ၏ဥပဒေရေးအုပ်ချုပ်ရေးတရားစီရန်နေရများကိုလိုအပ်သလိုဖွဲ့စည်းဆောင်သွားပြီးဒါကဟုတ်ဥပဒေပညာရရှုတော့ပြောရင်လိုအပ်သလိုဆိုတာ ထဲလို့မရဘူးလိုအပ်တယ်လို့ဆိုတာဗာဒိပဲရောက်သွားလဲဆိုတဲ့အခါကျတော့သူတို့ကြိုက်တယ်လို့ဆိုလိမ့်မယ်ဒီဖက်ဒရယ်ဒီမိုကရေစီကိုကင်ပြီးတော့အလွတ်လွတ်နေကြတဲ့အဖွဲ့အစည်းတွေကသူတို့ကိုလုတ်လုတ်ပိုင်ကိုအပြည့်ပေးလိုက်တာအဲ့ခါကျတော့အစိတ်ပိုင်းတက်မှာပါတဲ့ပြည်ထောင်ချက် provincial sovereignty ကပျောက်ပျောက်သွားပြီတုံညင်တုံးမဲမတုံညင်နေမယ်ဒီသဘောဆောင်နေခန်းရှိကပိုင်52 အခန်းရှိရဲ့ပိုင်53မှာလည်းဆက်လက်ပြလန်းထားတယ်။ပြည်အောင်စုနဲ့ပြည်နယ်ဖက်ဒရယ်ယူနစ်များကြားဥပဒေပြည်ရေးအုပ်ချုပ်ရေးနဲ့တရားစီရင်ဆိုင်ရာရေးကိစ္စများကိုအမျိုးသားညီညွတ်ရေးတိုင်ပင်ခံကောင်စီတွင်ညှိနှိုင်းဆောင်ရွက်ပြီးဟောအဲ့ဒါကိုဆိုရတယ်။ဘို့ဆိုတော့ရဲဆိုတာအမျိုးသားညီညွတ်ရေးတိုင်ပင်ခံကောင်စီ NUCC ကိုတိုက်ခိုက်ပြောတာမဟုတ်ပါဘူး။ဥပဒေသဘောအရပြောတာ။ဆိုလိုချင်တာက ဟိုတကယ်လို့ထဲ့ကျင်လည်းပဲဟိုရှေ့ရအစိပိုင်းတစ်ကပြတန်းချက်ကိုပြန်လဲကိုးကားရတယ်ဆိုတာအစိပိုင်းတစ်မှာပါတာပြီးပြီပြည်နယ်တွေနဲ့ပြည်နယ်တွင်းမှာရှိတဲ့လူတွေကအချို့ချာနာကိုပိုင်ရတယ်ဟောအဲ့ဒီပြတန်းချက်ကိုမထိပါစေပဲနဲ့အဲ new city နဲ့မာညှိနှိုင်းဆောင်ရွက်ရမယ်ဆိုရင်ဒါရှေ့နေတော့လည်းဆက်ဆံမှုဆက်ဆံမှုရှိသွားတယ် တူတူအဲ့လိုမဟုတ်ဘဲနဲ့အပိတ်53မှာထည့်လိုက်ပြီးတော့ NUCC အတိုင်းပင်ကောင်စီတွေညှိနှိုင်းဆောင်ရမည်ဆိုတော့ရှေ့ရဟာကိုကိုးကားကြမလို့အဲ့တော့ NUCC မှာ CRB ပါမယ် NUG ပါမယ်သူတို့လက်ထဲကိုအစ်စ်ထည့်ပေးရတဲ့သဘောရောက်ပါတယ်အဲ့ဒါကြောင့်မလို့ဒီ Federal Democracy အစိတ်ပိုင်း2နဲ့1ကဆန့်ကျင်နေတာကြောင့်မလို့ အစိတ်အစိတ်ပိုင်းနှစ်ကိုဟိုကိုးကားပြီးတော့ဟိုတိုးလို့မရဘူးလို့ဥပဒေကြောင်းပြောပြရစီနောက်တစ်ခါနိုင်ငံရေးကပြောရင်လည်းဒီအစိတ်ပိုင်းနှစ်ကိုဟိုဆရာတို့တည်တော်ပေါ့တော်လိုင်းရာစုတော်တော်များများကလည်းအစိတ်ပိုင်းနှစ်ကိုလက်မခံကြတာများတယ်လေနိုင်ငံရေးရလည်းပြဿနာရှိတယ်လို့ပြောပြရစီဒါကြောင့်အစိတ်ပိုင်းနှစ်ကိုကိုးကားပြီးတော့မှ ဟိုဖွဲ့စည်းအုပ်ချုပ်ဖို့အခြေခံဥပဒေအရှင်းအောင်ဖြစ်စေလက်တွေ့အုပ်ချုပ်ရေးလုပ်ငန်းတွေကိုဖြစ်စေလုပ်လို့မရနိုင်ဘူးလို့ပြောခြင်းတယ်နောက်တစ်ခုကကိုတပြုတ်မေမေခွန်းနဲ့မှာပါတယ်ပါတုံလုံးကိစ္စနဲ့ဆက်စပ်ပြီးဒီအခြေခံပြောမယ်ဆိုရင်တော့ဆရာရှိပိုင်းမှာပြောသွားလို့ဒီခဏချိန်မှာဥတီသွားမှာခင်ဗျားပြည်နယ်ဖွဲ့စည်းပုံတွေပဲဆွဲဆွဲဖက်ဒရယ်ယူနစ်ပဲဆူဆူ အဲ့လိုဖွဲ့စည်းပုံတွေဆွဲရတယ်အကုန်လုံးက Federal Democracy ကိုဥတည်သွားမယ်။ဒါကြောင့် Federal ကိုကိုယ်ကယဉ်ညွန်းတာရှိဖို့လိုတယ်။ Federal ကိုကိုယ်ကယဉ်ညွန်းပြီးတော့မှအာပြည်နယ်ဖွဲ့စည်းပုံတွေချိကမှာဖြစ်တယ်။အဲ့ဒီအချိန်ကတော့ဖို့လိုတယ်။အဲ့ဒါဆိုရင်ဘာလို့လဲဆိုတော့ uniform ဖြစ်ဖို့လိုတယ်။ uniform ဆိုတာဘာလဲ။ဟို Federal ဆင့်မှာရောပြည်နယ်ဆင့်မှာရောဒေသဆင့်မှာရော ဆွဲတဲ့ဖွဲ့စည်းပုံစဉ်းစားချက်တွေဥပဒေစဉ်းစားချက်တွေဟာတစ်ခုနဲ့တစ်ခုဆက်ဆက်ပြီးတော့ကိုက်ညီနေဖို့လိုတယ်အဲ့ဒါကိုပြောတာအဲ့တော့ NUG အုပ်ချုပ်တဲ့ဒေသမှာတော့ပတ်သုံးလုံးနေနဲ့တွားတယ်ဆိုရင်တခြားအုပ်ချုပ်တဲ့ဒေသတွေမှာတခြားပြည်နယ်တွေမှာတခြားဟိုဘာလဲအမျိုးသားအပြည်နယ်များမှာ ဟိုမှာအရာရီတိုင်းလိုတနင်္လာရီတိုင်းလိုအမျိုးသားပြည်နယ်များဖြစ်နေဟိုဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲတဲ့ငွေကြေးရေးဆွဲခေဆက်ဆက်မှာအတိအတိပြုထားတဲ့အတိမှတ်ပြုထားတာရှိအဲ့ဒီဒေတာတွေမှာအဲ့လိုသွားတာဟောအဲ့တော့ဒီစကိုင်းတိုင်းမှာတစ်ခုတည်းမှာအဲ့လိုသွားတယ်နောက်တစ်ခါတခြားဒေတာတွေမှာတခြားဟိုအမျိုးသားများပြည်နယ်တွေမှာတမျိုးသွားတယ် နောက်တစ်ခါဟိုလင်းကြတော့ပြည်နယ်ကြတော့တိုင်းသားပြည်နယ်နောက်တစ်မျိုးသွားတယ်ဆိုဒီဒီဟာကဟိုကိုင်ရင်မရှိဘူးကိုင်ရင်မရှိမရှိတော့တကယ်ခိုင်မာတဲ့အုပ်ချုပ်ရေးအထောက်အထောက်ကမဖြစ်ဘူးမဖြစ်ဘူးဟိုတရားဝင်မှုရှာဖွေတဲ့နော်ကိုအစိုးရကိုလှုပ်ရှားမှုတရားလုံးတရားဝင်မှုရှာဖွေတဲ့ခံမှာလဲနိုင်ငံတကာစိတ်ဝင်စားအောင်ဆရာတို့ဘက်ကရှင်းပြနေတာမဟုတ်ဘူးအဲ့လိုအခက်အခဲရှိတယ်လို့ပြောပြစီ ဟုတ်ကဲ့ဆရာဒီနေရာမှာတစ်ခုထပ်ပြီးတော့မေးချင်တာဒီစကိုင်းယူနစ်ဆိုရင်ဒါပရိဘောခြေကံဥပဒေပေါ့နိဥပဒေဆိုပြီးတော့တုံတုံတာတာတွေ့ပါပြီးတော့ဒီမကွေးတို့မန္တလေးတို့ဒီပဲခူးတို့ဒီရန်ကုန်တို့ပေါ့နိဒီတခြားတိုင်းဒေသကြီးတွေမှာလူကစီမံဆိုပြီးတုံတာတာတွေ့ရဆရာအဲ့လိုဆိုတော့ဒီနှစ်ခုရဲ့ကွာခြားချက်ကဘယ်လိုမျိုးပြောလို့ရမလဲဆရာအာကိုတပြုတ်ထောက်ပြအသိကိုခေါင်းလာတယ် တိကိုကောင်းလာတယ်အဲ့ဒါကခုနဆရာပြောတာပေါ့ယူနီဖောင်းမဖြစ်တဲ့ပြဿနာဒီလိုတော့လို့မရဘူးလေတော့ရမှာပါလေဆိုတော့ဟိုအစီအမံနဲ့တော့လို့မရဘူးအစီအမံဆိုတာအင်္ဂလိပ်ဘာသာနဲ့ arrangement လို့ခေါ်တယ်အဲ့ဒါက constitution မဟုတ်ဘူးအစီအမံဆိုတာဟို legal term နဲ့မဟုတ်ဥပဒေတုံးလုံးလည်းမဟုတ်ဥပဒေအချင်းကိုတွားရမယ် ဖွင့်စည်းအုပ်ချုပ်ဖို့အခြေခံဥပဒေရှင်းအောင်သွားပါမယ်အဲ့ဒါကိုရှင်းရှင်းလက်ခံဖို့လိုတော့နှုတ်ပါတယ်ဖက်ဒရယ်နိုင်ငံအသစ်တစ်ခုတည်ထောင်မယ်ဆိုရင်ဖွင့်စည်းအုပ်ချုပ်ဖို့အခြေခံဥပဒေနဲ့အတိအကျဆိုရင်ဖက်ဒရယ်ဖွင့်စည်းအုပ်ချုပ်ဖို့အခြေခံဥပဒေလမ်းကြောင်းနဲ့သွားမယ်လေအဲ့တော့ဖွင့်စည်းအုပ်ချုပ်ဖို့အခြေခံဥပဒေဆိုတာကသူကတရားဝင်ဖြစ်တယ် အဲဥပဒေအသုံးလုံးဖြစ်တယ်ဝစီချုပ်မှအခြေခံဥပဒေကို Supreme Law of the Land လို့ခေါ်တယ်ဟိုတိုင်းပြည်လုံးရဲ့တနည်းအားဖြင့်အ ਨੇ စုံအားဖြင့်ပြည်နယ်တစ်ခုလုံးရဲ့ဟလာဟိုအချုပ်အခြာဥပဒေလို့ခေါ်တယ်ဒါကတကယ်တရားဝင်အသုံးလုံးဖြစ်တယ်ကဘာလက်ခံတယ်အဲ့တော့အခုလို့ကိုယ့်ရဲ့တော်လိုင်းဘက်ကဘယ်အနေနဲ့ တော့စစ်အာဏာရှင်တွေနဲ့စစ်ကော်မရှင်နဲ့ပြိုင်ပြီးတော့မှတရားဝင်မှုရအောင်ရှာဖို့ကြိုးစားတဲ့အခါမှာအဲတကယ်တရားဝင်စကလုံးနဲ့သုံးလာမျိုးဖြစ်ဖို့လိုတယ်သုံးစီကျင်တာပေါ့အဲတော့အဲ့လိုမျိုးပဲနဲ့အစီအမံလို့သွားသုံးတဲ့အခါကျတော့သူကပေါ်ပြက်သွားတယ်။နော်အစီအမံဆိုတာဥပဒေဝါတာမဟုတ်ဘူး။အစီအမံဆိုတာကခင်ဗျား arrangement ပေါ့အဲ့တော့ဟိုပြောပွဲစားထွက်မယ်အစီအစဉ်လုပ်ကြအောင်အဲပါတီတစ်ခုလုပ်မယ်အစီအစဉ်လုပ်ကြအောင်ဟာလာအခမ်းအနားတစ်ခုလုပ်မယ်ဟိုအဲ့လိုပေါ့ဆိုတော့တိတ်ပြီးတော့အေးမပါလာတဲ့ကိစ္စတွေမှာဟိုတုံးကြတဲ့တာမန်ရတားစကလုံးမယ်အဲ့ဒါမတုံးနိုင်ဘူးတုံးတဲ့အဖွဲ့တွေလည်းအပြစ်ပြောရမှာဖြစ်တယ် အကြောင်းလဲဆိုတော့ Federal Democracy ဘိညင်မာတွေဟိုကလွဲနေတယ်လေအဲ့ထဲမှာတွေဟိုကသူကအစီမံဆိုတော့ပြောတာတော့အစီမံလို့လိုက်ကြတာပေါ့အဲ့တော့ဒီလိုမဖြစ်သင့်ဘူးအဲ့လိုဖြစ်တာကဥပဒေအရအားမပါဘူး legal force legal power မဟုတ်ဘူးဥပဒေဆိုတာဥပဒေရဲ့ခွန်အားမဟုတ်ဘူးအဲ့တော့ဒီအချိန်မှာ ကိုယ့်ရဲ့လှုပ်ရှားမှုကြီးတစ်ခုလုံးတရားဝင်မှုရအောင်ရှာဖို့ကြိုးစားနေကာလမှာဆိုတာမင်းအောင်လှန်ရဲ့ရွေးကောက်ပွဲတော်မှာကြော်သွားနိုင်လောက်တဲ့နိုင်ငံရေးနဲ့ဥပဒေပေါင်းစပ်တဲ့လှုပ်ရှားမှုကြီးတစ်ခုကြိုးစားနေတဲ့အချိန်မှာအဲ့လိုမျိုးပေါ့ပြက်တဲ့စံတော်အနေနဲ့မသွားစေချင်ဘူးလေအဲ့တော့တကယ်ဦးပဲ constitution အဲ့တိုင်းပြည်ရဲ့အချုပ်အခြာအနာဥပဒေအချုပ်အခြာဥပဒေဖြစ်တယ် Supreme Law of the Land ဖြစ်တယ်။ Federal Constitution အဲ့လိုသွားမှာဖြစ်တယ်လို့ပြောပြရစီ။ဟုတ်ကဲ့ဆက်လက်ပြီးတော့ဒီတကိုင်း Federal Union အခြေခံဥပဒေပိုင်လို့ဒါဆက်ပြီးသွားကြမှာမဟုတ်လေ။အခုဆိုရင်သကိုင်းစတူရဖွဲ့ဖို့အတွက်ဒါရွေးစစ်ရွေးချယ်ရေးကော်မတီကိုဒီလတည့်ရနေရလေဖွဲ့စည်းလိုက်တယ်။အခုဆိုရင်ဒါတို့ပြေဆုံးလာလေရှိလာတယ်ပေါ့လေ။ဒီနှစ်မကုန်ခင်မှာသကိုင်း Union အစိုးရ ပေါ်လာမယ်ဆိုပြီးတော့ကြားပါတယ်ဆိုတော့ဒီအထက်မှာပါသုံးလုံးကိစ္စပေါ့လေဒီ unit ဥပဒေစကမ်း unit ဥပဒေထဲမှာဘာတွေ့ရလဲဆိုတော့ဒီပုတ်အခန်းကပုတ်မှာ95မှာဆိုရင်ဒါပါသုံးလုံးဖွဲ့ခဲ့တော့ကလည်းဒါလက်လက်တင်ညာဒါဖွဲ့ခဲ့ကြရဲဒီ elected mobile election mobile selection နေနဲ့ဖွဲ့ခဲ့ကြရဲလက်တင်ညာရွေးချယ်ခဲ့ကြရဲဒီပါသုံးလုံးအဖွဲ့ အဖွဲ့တွေကဒါလွတ်တော်အမတ်တွေဖြစ်များတယ်ဒါပေမဲ့အဲ့လွတ်တော်အမတ်တွေကပကဖလည်းပါတယ်ပါဖလည်းပါတယ်ပလဖဆိုတဲ့အထက်မှာလည်းအကုန်လုံးပါနေတယ်ပေါ့လေဆိုတော့ဒီ unit အစိုးရပေါ်ထွက်လာရင်ပါပါသုံးလုံးတွေကပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပအဖာဒီဒီ unit အစိုးရရဲ့အောက်မှာ အုပ်ချုပ်ရေးကဏ္ဍတစ်ခုအနေနဲ့ဒါဆက်ပြီးတော့သူ့ရဲ့အစီအမံအောက်မှာထားရမယ်ဆိုပြီးတော့ ခန္ဓာ95ဘုံမှာ95မှာပြဋ္ဌာန်းထားတွေ့ရတော့လေဆရာအဲ့လိုဆိုတော့ဒီအခုလိုဒါစကန်ယူနစ်ဖွဲ့ဖွဲ့ဖို့အတွက်ဒါလှုပ်ဆောင်နေချာရှိတော့ကြာနေလဲဘယ်လိုမျိုးတွေဒီဖွဲ့ပြန်လဲဘယ်လိုလှုပ်ဆောင်တင်လဲဆိုပြီးတော့ဆွေးနွေးကြလဲဆရာကောင်းပါပြီဗျာအာဟုတ်တယ်ဘုံမှာ95ကိုဆရာလေးလေ့လာကြည့်ရအဲ့တော့ ဟိုဟိုတပြိုးပြောသလိုပဲပတ်သုံးလုံးတွေကိုဆက်လက်စီမံခံခွဲကွင်ပေးထားတဲ့သဘောတရားတယ်အဲ့တော့အဲ့နေရာမှာသူ့မူရင်းကိုပြန်ကြည့်ဖို့လိုတယ်မူရင်းဆိုတော့ဘာလဲဆိုတော့ဒီ NUG ကိုယ်တိုင်စတင်ဖွဲ့စည်းပေါ်လာတဲ့မူရင်းပေါ့အဲ့မူရင်းကအရဆိုရင်တော့ဖြစ်ရင် ဒီ2020ခုနှစ်ရွေးကောက်ပွဲကိုအခြေခံပြီးတော့မှဒီ CRP တို့ NUCC တို့ NUG တို့ပေါ်လာတယ်လေအဲ့တော့တရားဝင်မှုရှိတော့ပြောမယ်ဆိုရင် NUG ပေါ်လေအစိုးရပြင်နေစဉ်းစားတဲ့အခါကြောက်တော့အဲ့တော့2020ရွေးကောက်ပွဲတန်းကကုတက်ဖြိုးတို့ဟိုတရင်သမားတွေတရင်တော့တွေတည်တဲ့အတိုင်းပဲ 2026ခုနှစ်ဇန်နဝါရီလ30ရက်နေ့မှာကုန်လိမ့်မယ်။ကဲကုန်ပြီးရင်ရှေ့ဦးတရားဝင်ခံပါလဲဆက်သွားမယ်။ဟောဒါဥပဒေရှုအောင်တက်တက်ကပြောရနော်။အဲ့ခါကျတော့အဲ့ဟာမတက်တမ်းမကုန်ခင်ဟိုလာပိုင်းတချို့ကြာသေးရဲ့။အဲ့ရာထဲမှာတကယ်ဖွေးစည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရှင်းကိုသွားရတော့မယ်။ဆိုလိုတာကရွေးကောက်ပွဲကိုအခြေခံပြီးတော့မှာ တရားဝင်မှုရှာဖွေလို့ရှာဖွေဖို့ကြိုးစားတဲ့အဆင့်အနေဟိုဖွေစည်းအုပ်ချုပ်မှုအခြေခံဥပဒေကိုခြေပြုတ်ပြီးတော့တရားဝင်မှုရှာဖွေတဲ့အဆင့်ကိုတက်ရအောင်အခုတက်တန်းတရားဝင်နေတယ်ဆိုတော့အခုအချိန်အထိ2026ခုနှစ်ဇန်နဝါရီလ31ရက်နေ့အထိဆိုရင်2020ရွေးကောက်ပွဲတရားဝင်မှုပေါ်မှာဟိုစန့်ကျင်ဘက်အင်အားစုတွေစစ်ကော်မရှင်နဲ့ငင်းရတာခက်တယ် အတို့ကိုယ်တိုင်ပုံဝင်တိမှပြူတာတော့ပါထားတာပေါ့နောက်မှဒီမဲမစမပါညာတစ်ပိုင်းပေါ့အဲ့လိုဆိုရကြတော့အဲ့ဒီဂျူရီပေါ့အဲ့အဲ့ဒါကိုဒီဂျူရီခေါ်ဒီဂျူရီဆိုတာပါလဲဆိုတော့ရေကောက်ဖို့အခြေခံပြီးတော့တရားဝင်ရှာတော့ဒီဂျူရီလို့ခေါ်တယ်အဲ့ဒီဂျူရီကိုဒီဖက်တိုနဲ့ပေါင်းရတော့ပဲအခုရှိနေသေးတဲ့ဒီဂျူရီကိုဒီဖက်တိုနဲ့ပေါင်းရတော့ဒီဖက်တိုကပါလဲ အဲ့မိဘမှာအာဒီတော်လိုင်းအဖွဲ့ရှိတယ်သူကဖွဲ့စည်းထားတဲ့အစိုးရတဖွဲ့လက်ပတ်နေရဲ့အုပ်ချုပ်ရန်ရရှိတယ်လူတို့ရှိရဲ့နေမည်ရှိရဲ့တတ်ရှိတယ်ဟောအဲ့လိုအင်အားစုတွေနဲ့ပေါင်းပြီးတော့မှဒီဂျူရီယန်ဒီဖက်တူပေါင်းဒီကာလဒါဝဆန်းသားတော့အဲ့လိုပေါင်းတဲ့ကိစ္စကအာဆိုကြပါစို့အတွင်ကူပြောရင်းကာလဆိုကြပါစို့ အတွင်ကူပြောရင်ကာလဖက်ဒရယ်ဖွဲ့စည်းရုပ်ထုတ်ဝန်အခြေခံဥပဒေတစ်ခုရှိရမယ်အဲ့ဒါနဲ့နေကြီးပေါင်းလိုက်ရမယ်အဲ့လိုအဲ့လိုပေါင်းလိုက်ပြီးတော့မှတရားဝင်ရှာရမယ်အဲ့တော့ခင်ဗျဒီဖက်တွင်ရဆိုရည်သူ့အနေနဲ့သူတရားဝင်တာပဲ။ခင်ဗျဟိုမှာကြည့်ပါလားဒီဟိုအာဖဂန်နစ္စတန်မှာတာလီဘန်ဆိုဘာရွေးကောက်ဘာမှမရှိဘူးလေခင်ဗျအကြမ်းဖွဲ့ဖွဲ့လို့တော့မှတွန်းခါလာတယ်။ဒါပေမဲ့သူကဒီဖက်တွင်ရသွားတာလေ အဲ့ကြတော့ခရနိုင်ငံရေးတော့ဆက်ဆံတာပဲဆိုတဲ့အခါကျတော့အခုဒီဂျူရီကတက်တန်းကုန်ကန်ကြီးဖြစ်ပြီလာပိုင်းလေးပဲကျန်တော့ရဲ့အဲ့ခါမှာ defecto နဲ့စိမ့်ရပေါင်းရမယ် defecto ဆိုရပါလေပြည်တော်စုတစ်ခုလုံးမှာပြည်နယ်အသီးသီးမှာပြည်နယ်လိုက်ပြည်နယ်အဆင့်လိုက်ကိုလှုပ်ရှားနေကြတဲ့တော်လိုင်းရင်အားစုကြီးအဖွဲ့အစည်းအဖွဲ့အစည်းကြီးတွေရှိကြတယ်သူတို့ ਨੇ အသွင်ကူးကိုင်းကာလာဖယ်ရယ်ဖွဲ့စည်းအုပ်ချုပ်ပုံ ခြေခံဥပဒေတက်ကိုပေါင်းရေးပြီးတော့မှပေါင်းရတော့မယ်အဲ့လိုပေါင်းတဲ့အခြေအနေကိုဖန်တီးဖို့လိုတယ်အဲ့လိုမဖန်တီးဘဲနဲ့တော့ဖြင့်ခုနပြောတဲ့အဲကိုထက်ပြူမေးတဲ့ပြဿနာတွေကိုဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ပဲပြောပြရစီ